ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကျွန်တော်ဖတ်ပြပေးမယ့်စာအုပ်လေးကတော့ဇာတိညောရေးသားရတဲ့ရင်ငိုပွဲဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။နားတော်တာစင် အားပေးကြပါအောင်ခင်ဗျာ။စုံညီပွဲတော်အတွက်အထက်တန်းကျောင်းကျောင်းစီမှာဖြော်ပြပွဲတစ်ခုစီလာရောက်တင်ဆက်အမိကျွန်တော်တာဝန်ခံအကြောင်းလို့ဒီကျောင်းကိုအမေရောက်လာသည် အကောင်းဆုံးတင်ဆက်နိုင်သည့်ကြောင်းကိုစုလဲပေးမိဟုဆိုပါသည်အမှန်ဆိုရလျှင်မှန်းညာလောက်စစ်စေးကထူးကြုံသည်ဟုတတ်မှတ်ခြင်းကိုသဘောမကျပါယခုဖြော်ပေဝဲဆိုသည်ကိုတော့စိတ်ဝင်စားမိသည်ဒါလည်းခလေးတွေရဲ့တဲလန်းတစ်ခုကိုဖော်ထုတ်ပေးသည်ဟုမြင်မိသည်ဆရာကျမတို့နတ်ကတော်ရင်တိုက်ပေးမယ်ဆရာဥရွှေရုံနဲ့တော်မူဘိုးသူတော်ရင်ဆရာမလေးတယောက်တစ်မျိုးအကြံပြုကြသည်ကျွန်တော်ပြောမိသည် ဆရာမတို့ဒီထက်ကောင်းတဲ့အကြံမပေးနိုင်တော့ဘူးလားကျွန်တော်ကသူတို့အကြံပေးချက်များကိုလက်မခံတဲ့ဖြစ်ဆရာမတွေလက်လျှော့ကုန်သည်ဆရာအကြံတစ်ခုရှိပုံပဲအေးဗျာစဉ်းစားကြပါဦးကျွန်တော်ကတော့မဲပြပစိုးတွေနဲ့မပြိုင်ရင်ဘူးခလေးတယောက်ရဲ့အရေးသေးကိုအမှန်တကယ်ဖော်ထုတ်ပြနိုင်တဲ့ပွဲဖြစ်အောင်လုပ်ချင်တယ်ကျောင်းကျောင်းနဲ့ဆရာဆရာမဆိုဒီမှာများနားမျက်စိကိုဖွင့်ထားနိုင်မှာတော်ကားကြသည်ဒီနေ့ကျွန်တော် ကလတ်စုကွင်းဘက်သို့အလဲသွားသည်ထမင်းစားဖိတ်ထားသောကြောင့်ဖြစ်သည်ပဇာလေဝင်းတွေကိုဖြတ်ပြီးခင်သားလေးတစ်ခုစီဝင်လိုက်ချိန်တွင်တချင်းဆိုသံတာတာရာရာလေးကိုကြားလိုက်ရသည်တွန်လေးသိမ့်နိုင်ရဲ့တချင်းချောင်းဆက်တွင်နွားတွေရှိနေသည်နွားချောင်းရင်တချင်းဆိုနေခြင်းဖြစ်သည်တချင်းဆုံးတော့ကျွန်တော်ကလက်ခုပ်တီးလိုက်သည်ဟာဆရာကြီးဒါအတန်သိကောင်းလို့အဆိုးလဲပိုင်တာပဲဘယ်သူတင်ပေးရလဲ တော်ပါသင်ပြီလားအေးဆရာတော်လည်းအောင်မယ်ကလဆုကိုထမင်းသွားစားမလို့ကျွန်တော်လေဝင်းကိုဖြတ်ပြီးတင်းနာရောက်ခံဤတွင်မက်ဒလင်နန်တဲ့တဲ့ကိုကြားသည်ဥကျင်မွေဟာဆရာကြီးရောက်လာပြီလားအသိမဲ့ဆရာကြီးဝတ်သားရလို့ချက်ထားရဲ့အေးခင်ထမင်းဝိုင်းပြီဆရာကြီးရောက်လာပြီဥကျင်မွေမက်ဒလင်တီးရဘသူလဲဗျဆရာတပည့်လေတော်လက်ထပ်တင်ပြတာဆရာကြီး ဆင်းရဲဆင်းရဲဒီမှာဆရာကြီးရောက်နေတယ်ရိုးထဲမှာမောင်ချက်ခင်နဲ့တွေ့ခဲ့သေးတယ်ချက်ခင်ကတားနေလို့တချင်းလာဆိုလေးရှိတယ်ဒီကောင်အတန်လဲကောင်းတယ်သူ့အဖေချစ်တီးရတယ်တချင်းဝါဒနာအရမ်းပါတာကျွန်တော်လည်းတွားရင်လာရင် အကြံတစ်ခုရသွားသည်မောင်ချက်ခင်နဲ့မောင်ဆင်းချင်းကိုပွဲထုတ်ရမည်မြို့ကိုတွားရန်လှဲပေါ်တွင် နေရာယူထားသည် ကျွန်တော်တို့ဆရာတပည့်ကိုကြည့်ပြီး ဦးချစ်တီနဲ့ဦးကျင်ဘွေမျက်ရည်တွေဝိုင်းနေသည် ကျွန်တော်တို့မြို့ကိုရောက်တော့ဖုန်းကြီးเจ้าမှာတဲကြသည်ဒီလိုနဲ့ပြိုင်ပွဲနေ့ကိုရောက်လာသည်ကလေးတွေတော်ကြသည်အဖွဲလိုက်တင်ဆက်သွားကြသည်မှာအားရစရာကောင်းသည်ပွဲပြီးသွားသည်ကျွန်တော်တို့ចောင်းဖြောပြရအလှည့်ဖြစ်လာသည် ကျွန်တော်တို့ရဲ့နေအောင်စင်မော်တက်လာသည်ခန်းမထဲမှာပြိဿတ်များရည်ကြသည်တံဝေါကနေထွက်ပေါ်လာသည် မောင်စိန်ကျင်အားကလထိုင်ပေါ်ထိုင်လိုက်ပြီးတက်တဲ့စန်းသည်မောင်ချစ်ခင်ကမိုက်ခရိုဖုန်းရှိတွင်ရက်လိုက်သည်ကလာကဟေးကလာအကလူတွေရေးကြပြန်သည်မောင်ချစ်ခင်ကကလာဝတ်စုံလင်းဖြစ်သည် ထို့ကြောင့်လူတွေကရည်နေကြသည်မောင်စိန်ကျင်အားအဖေတယုံအမေမြမမောင်ချစ်ခင်ကြတော့မိဘနှစ်ပါးစလုံးကဟိန်သူများဖြစ်သည်မောင်စိန်ကျင်ကမက်ဒလင်ဆန်းလိုက်ပြီး အစာပိုက်ကိုတီးလိုက်ခြင်းတွင်အာလုံးတိတ်သွားသည်ကလားလေးမောင်ချစ်ခင်စဝင်ပြီးပန်းနယ်ကစိပန်းနယ်ကစိနေဆုံးနသားမြိုင်ရှာဖို့ဖွင့်မာတော့ရဲ့ မ်းမကြီးတခုလုံးတိတ်သွားသည်အဆိုလည်းကောင်းအတီးလည်းကောင်းအားလုံးကိုမှင်တတ်အောင်လုံနိုင်သောကြောင့်ကျွန်တော်ပီတိမျက်ရည်များပင်ကျလာသည်မျက်ရည်များကိုလက်ကင်ဘွားဖြင့်တုပ်ပြီးကျေနပ်နေပြီသည်ဆရာရဲ့ဆရာသဘဲ့ရာတော်လိုက်တာဆရာအားလုံးကိုအကြောင်းရိုက်တာပဲတရုတ်နဲ့ကလာကိုပွဲထုတ်ပြီးတော်နေသိနေတဲ့ချင်းနဲ့ညင်အောင်လုပ်ပြတာအရန်ကောင်းတဲ့စိတ်ကူးပဲဆရာ ကျွန်တော်ဘေးမှာဆရာမလေးရဲ့ချီးကျူးသည့်စကားကိုတာယာနေမိသည်တချင်းဆုံးတွင်အလုံးလက်ခုပ်တီးကြသည်ပရိသတ်တောင်းဆိုမှုကြောင့်တချင်းတစ်ပုဒ်ထပ်မံဖြောပြေဝင်ရခဲ့သည်စင်မောကဆင်းလာသည့်တပည့်နှစ်ယောက်ကိုကျွန်တော်ပြေးဖက်မိသည်ဆရာကြီးတားတော့မမပါဘူးနော်ကြောက်ကြောက်နဲ့ဆိုရတာလူတွေကြားမှာမဆိုဘူးဘူးဆရာကြီးမောင်ချစ်ခင်မျက်ရည်တွေဝဲနေသည်ဆရာကြီးတားတော့စိုးရပါမလား ။ဒါလူတွေအားလုံးညင်အောင်လှုပ်လှန့်နိုင်တယ်။နောက်တစ်ပုတ်ထပ်တောင်းကြတယ်။အဲ့ဒါပြိသက်ပေးတဲ့စုပဲ။ဒေါ်ယူဘောစုကျင်ညာသည်ကျွန်တော်เจ้าဟာနှစ်သိမ့်စုပင်မရ။ရွာပြန်လဲပေါ်တွင်ဖြစ်သည်။မောင်းဆဲခြင်းမဒနေတီကွာ။ဒါမောင်းချစ်ခင်အတီးတရာအညာတို့စူစမ်းကွာ။ဟုတ်ကဲ့။ကောင်းလောင်းတဲ့ညဏ်ပေးတဲ့ ရွာကြောင်းကိုပြင်းမြင်မိရင်တတိယနေတဲ့တငယ်ချင်းရေတို့များငယ်ငယ်တို့ငါရွာဝင်လမ်းစီကနေလက်ချင်းရှက်ကပြေးကလွားကကြောင်းတက်လာကြတာလေကျွန်တော်တချင်းကိုလိုက်ဆိုနေမိသည်ဟာ ဆရာကြီးကလည်းတချင်းဆိုသလားအမှန်တော့ကျွန်တော်ရင်ထဲတွင်ငိုမိနေခြင်းဖြစ်သည်ဟုတ်ကဲ့အခုဆက်လက်ပြီးတော့လည်းဆရာတင်ညိုရေးသားထားတဲ့အိမ်တွင်းတိုက်ပွဲဆိုတဲ့ဝတ္ထုတို့လေးကိုဆက်လက်ပြီးတော့ဖတ်ပြပေးဦးမှာပဲဖြစ်ပါတယ်နောက်တော့ဒါဆင်အားပေးကြပါဦးခင်ဗျာမောင်ကျော်စွာကျွန်တော်အိမ်တွင် အမိုက်များလာရှင်းပေးနေသည် ကျွန်တော်အိမ်တွင်အမိုက်ဖွာဆုံးသတ္တဝါလေးတွေမှာစာကလေးတွေဖြစ်သည် ကျွန်တော်ကမနက်ခင်းလမ်းလျှောက်ထွက်လျင် စာကြည့်ကန်းပရင်းတကားတွေကိုဖြန့်သွားလေးရှိသည်အိမ်နဲ့အနတ်သက်ကောင်းစေရန်ဖြစ်သည်ကျွန်တော်အိမ်တွင်မရှိသည်မနက်2နာရီ3နာရီကာလအတွင်းကိုရွှေစာတို့ဟာအစွမ်းကုန်တောင်းကြတော့သည်အိမ်ထဲကိုဝင်ကြသည် အမိုက်အမြင်တွေတည်လာကြသည်မျက်နှာကြမီလုံထားသည့်နေရာတွေမှာအတိုက်ဖွဲ့ကြရန်ဖြစ်သည် ကျွန်တော်ကအမြင့်ကိုမတက်နိုင်ပါမတော်ပြုတ်ကျ၍ပေါင်ခြေတော့ကျိုးလျင်ဒုက္ခများမည်ထို့ကြောင့်မောင်ကျော်စွာကိုအကူညီတောင်းပါသည်သူကတပတ်တစ်ခါလောက်မျက်နှာချက်သေးကို၌ပြီးအမိုက်တွေကို လာရှင်းပေးတတ်သည်ကျွန်တော်တို့အိမ်ရှင်းနေစဉ်တွင်ကျေလောင်သောအော်ဟစ်တန်တွေကြားသည်အိမ်နောက်ဘက်မှလင်မယားတွေရံဖြစ်နေကြသည် ထိုလင်မယားကအလွန်ဆိုးလာသည် နေညာမွေရံဖြစ်နိုင်ရသည်ဆဲဆူအော်ဟဲကြသည်မှာမကြောင်းဝမနာတာသကလုံးတွင်နေဖြစ်သည်ကျွန်တော်တို့လည်းတန်ရှင်းရေးပြီးသောသဖြင့်အင်းရှိတွင် ထိုင်နာရင်လက်ဖက်သုံးတညာရင်းလေးချမ်းတို့ဖြင့်အပန်းဖြေကြသည်ယခုတလော ကျွန်တော်အိမ်တွင်တညာအလွန်ပေါနေသည် ကျွန်တော်မိတ်ဆွေများဟာကျွန်တော်ထံနီးမျိုးစုံနဲ့ပေးပို့နေကြသောကြောင့်ဖြစ်သည် ကျွန်တော်မှာတခုခုကိုမကြီးရဲလောက်အောင်မင်း အတန်ကြားလိုက်သည်နှင့်ကို့ကိုချစ်သူခင်သူများအားဖြည့်ဆည်းပေးကြသည်။ဩကန်ထူးလာပြီတော့သည်။ဆရာဘာတွေပြောနေတာတုံးကြ။ဒီလိုပါပဲကွာ။မင်းစားနေတဲ့ထင်ချက်အားဘကိုးကမိဆွေတွေပို့လိုက်တာကွာ။ဟိုမှာတထုပ်ရှိသေးတယ်။စာလုံးမထိုးရနေရလာပို့တာလားစားတာစားကွာထင်ကြရကောင်းလိုက်တာဆရာရဒီလင်မရလည်းညှက်ပတ်လိုက်တာ မောင်ကျော်စွာငါလည်းဒီရောက်ကောက်ကိုရောက်စားအဲ့ဒီစကားလုံးကြီးတွေအတွက်အတော်လေးစိတ်ပြတ်မိတယ်ကွာခုတော့ရိုးစိုးလိုတော်ဖြစ်သွားပြီကွာဘာဖြစ်လို့လဲဆိုတော့အဲ့ဒီလင်မယားကလည်းရံမဖြစ်တဲ့နေ့ဆိုလို့တနေ့မှမရှိဘူးဆရာရံဖြစ်ရင်လူတွေကလက်တကန်းကွာလေးမှ ရှိသားနဲ့ဘာဖြစ်လို့အတန်အကျယ်ကြီးအော်ကြလဲဆရာတော်တော်မေးထားတဲ့ခေါင်းပဲကွာဒေါသထွက်လို့ရံဖြစ်ကြရင် အတန်လေးကျေလာတာ တိုက်မလားပြေးမလားဆိုတဲ့တုတ်ပြန်မှုနဲ့ဆက်ဆက်နေတာကွာဘာကြီးလဲဆရာနားမလဲပါဘူး fly or fight ကိုပြောတာကွာရန်နေဖြစ်ဒေါသတွေထွက်လာရင်အုံနောက်ကနေ adrenaline လို့ခေါ်တယ်ဟော်မုန်းဓာတ်တွေထုတ်လွှတ်တတ်တယ်လို့ဖတ်ဖူးတယ်အဲ့ဒီဟော်မုန်းဓာတ်တွေကြောင့်နှလုံးခုန်ကိုမြန်စေပြီးကြက်သားတွေတောက်တင်းလာတတ်တယ်လူတွေကိုအားရင်တွေပိုပြီးဖြစ်လာစေတယ်လို့ဆိုတာပဲ အားရပြည့်လာလို့អော်ကြလာဆရာစွားရတက်လာတော့လူဟာရန်လိုမှုတွေပြကျင်လာပြီးရုပ်ပန်းဆိုင်ဟာပြင်းထန်တဲ့တုပ်ပံမှုမျိုးတွေလုပ်ဖို့အသင်ဖြစ်လာကြတယ်အတန်ကြဲကြဲអော်ကြရဆိုတာလေအဲ့ဒီစွားရင်တွေထုတ်ဖို့ပြသကျင်လာရဲ့တိုက်ပွဲဝင်ဖို့အသင်ဖြစ်နေပြီဆိုတာကိုပြသကြတာဗောရန်ဖြစ်လာတွေကိုဗီဒီယိုရိုက်ထားပြီးအဲ့ဒီလင်မယားတွေပလူပလဲလုံးနေချိန်မှာပြန်ပြလိုက်ရရင် တော်တော်ရှက်စရာကောင်းပါပဲနော်ဆရာအရှက်ကြောက်ရှိတဲ့သူတွေအားစကားတည်းကရံဖြစ်ရမှာ哦ကြောက်မှာပါကွာအရှက်ကြောက်မရှိတော့ဒီလိုဖြစ်နေကြတာဗောဒေါသထွက်ရင်အုံနောက်ရဲ့စင်ကြီးလုံးတရားရှိတဲ့အစိပ်ပိုင်းတွေအားထိန်းချုပ်မှုယော်နေသွားတတ်တယ်ဒါကြောင့်အတန်မကြေမိအောင်ကိုယ့်ကိုယ်ကိုတည်ပြီးဖို့မေ့သွားတတ်တယ်ကျွန်တော်ကတော့ဆရာရံဖြစ်တဲ့သူတွေကိုကြည့်ပြီးတိတ်ကြီးနေတာဘာဖြစ်လို့လဲကွာ သူတို့ဒေါသထွက်အော်ဟဲ့ဆဲဆိုနေပုံတွေကိုကြည့်လိုက်ရင်တကယ်ယူတွေလိုဖြစ်နေလို့ပေါ့ဆရာဒေါသထွက်ရင်လည်းရိုက်လိုက်ကြပေါ့တေတော့အေးတာပဲအဲ့လိုလည်းမဟုတ်ဘူးဇကနိုင်လူနေလိုက်ကြတာများရီးစရာရန်ဖြစ်ရင်အော်ကြဟဲ့ကြတာငါတော့ဘလောက်ဒေါသထွက်နေပြီနော်ငါဘလောက်ခံစားနေရလဲဆိုတော့ဟိုပြင်းပြင်းထန်ထန်ပေါ်ပြတဲ့နီးလမ်းပဲကွာပြောချင်တဲ့စကားလုံးတွေအားထိရောက်မှုမရှိဘူးလို့ခံစားရတယ် အတံပြင်းအောင်အတုံးပြူပြီးကိုယ်ခံစားချက်ကိုသူ့ရဲ့ထိုးဟောက်ကိုစူးစမ်းကြတာပေါ့ဒါကဘာလို့လဲဆိုတော့လွှမ်းမိုးချုပ်ကန်လိုစိတ်ပဲကွာလက်နဲ့မတိုက်ခတ်ခြင်းလို့စကားနဲ့တိုက်ခတ်ပြီးစကားပြောခွင့်ကိုရုပ်သိမ်းကိုစူးစမ်းတာလည်းဖြစ်နိုင်တာပဲဟောဆရာတောက်ကုံမီနဲ့တူရဲ့မိမအတကုံအောင်းနေပြီမဆိုးရီမနဲ့ကွာထုံးစံပါမိမတေတော့အောင်းနေကြပါဘာကြောင့်အောင်းကြလဲသိလား မသိလို့ဆရာမင်းနေတာလေအဲ့ဒါရည်ရွယ်ချက်ရှိတယ်အပြင်လူတွေဝင်ပေးကြပါလို့အကူညီတောင်းနေတာကွာဒါပေမဲ့အရထဲရတယ်သိနေရတယ်ဝင်ဆွဲရင်ပိုပြီးခဲ့တယ်ဆိုတာသိလို့ဝင်ဟိုးမဆွဲတာနောက်ဘာဖြစ်လို့အတဘုံអော်ပြီးရန်ဖြစ်ကြတာလဲဆိုတော့သူ့ဘက်ကမှန်တယ်ဆိုတာလူသိရှင်ညာကျင်ညာခြင်းလို့ကွာဒါကြောင့်ရန်ဖြစ်နေကြတာမှတ်ထား ဘယ်လင်မယားရံဖြစ်တဲ့ကြားမှာမဝင်နဲ့ကွာဝင်လိုက်ရင်ကိုဘက်ကိုမြားဦးကအလိုလိုရောက်လာတတ်တယ်ငါမိတ်ဆွေကိုကိုချစ်ခိုင်ဆိုတဲ့လူတယောက်ရှိတယ်သိလားလင်မယားရံဖြစ်တာဝင်ဆွဲလို့ဓာတ်ထုတ်ခံပြီးတေသွားတာတေးတဲ့လူကတေးပြီးထောင်ထဲသူ့ကိုဓာတ်နဲ့ထိုးလူကဝင်ပြီးလေးနှစ်လောက်ကြာတော့လွတ်လာရံဖြစ်တဲ့လင်မယားကပြန်တဲ့ပြီးပေါ့ခလေးတွေတော့အများကြီးရနေကဲဘမကောင်းလို့လဲ နောက်ဘသူရန်ဖြစ်ဖြစ်နားပိတ်ထားလိုက်ကြားလားနားပိတ်ထားလဲကြားနေရတာပဲဆရာမင်းဟိုတဲ့ချင်းမကြားဘူးလားဘယ်တဲ့ချင်းလဲဆရာမျက်လုံးဖွင့်ပြီးအိတ်ကြည့်စမ်းပါဆိုတာလေအေးအဲ့လိုပဲနားဖွင့်တာရင်နားမစွန့်မိစေနဲ့တခုခုမှာအာယုံထဲ့ထားပြီးအာလုံးမကြားသလို နေတော့လေ့ကျင့်ထားကွာခုချိန်ကလူတွေအကဲဆက်နေကြတဲ့အချိန်ပဲ ရှားဖွေရတဲ့အစင်မပြေကုံစင်းလုံးတွေအတက်ဝင်ဝင်နဲ့ထွက်ဝင်ရမမြဟိုကြောက်ရဒီကြောက်ရတွေရလည်းရှိသေးအေးကောင်းခြင်းမအေးရစားကောင်းခြင်းမစားရဆိုတာတွေဟာတံမှန်လူရန်းစားရဲ့အတွက်အစိတ်ဖြစ်စည်းမှုတွေပဲအဲ့ဒီဖြစ်စည်းမှုတွေကိုထွက်ပေါက်တွေရှာနေကြတာမရှိရှိတဲ့ထွက်ပေါက်ကိုရှာရင်အိမ်ရင်းတိုက်ပွဲတွေဖြစ်နေကြတာဒီတော့တတိထားကွာဟုတ်ကဲ့ပါဆရာကျညော 14ရက်စလာ2025ဟုတ်ကဲ့ခုဆက်လက်ပြီးတော့လဲဆရာတင်ညော့ရေးသားတာတဲ့အချက်ကြီးသူဆိုတဲ့ဝတ္ထုတို့လေးကိုလည်းဆက်လက်ပြီးတော့ဖတ်ပြပေးဦးမှာဖြစ်ပါတယ်။နားဆင်အားပေးကြအောင်ခင်ဗျာ။ထိုနေ့ဟာဒေါ်ရေးကြီးအာသူဘာချသည့်နေ့ဖြစ်သည်။အသက်82နှစ်ရှိပြီဖြစ်တော့ဒေါ်ရေးကြီးသည်လူကြီးယောဂါဖြစ်တည်ဆုံခြင်းဖြစ်သည်။သူသည်ကျွန်တော်အကြောင်းအား ဆရာမလေးမအေးပုံကြီးမိခင်လည်းဖြစ်သည်ရွာအာတုပါထုံးစံတိုင်းအလောင်းကိုတင်းညာတွင်ထားသည် ခုနှစ်ရက်ပြည့်မှရွာရဲရလူတွေအာတုပါလိုက်ဖို့မိဆိုကရွာပြင်တုတ်တန်ကိုတွားကြသည်တုတ်တန်စရာတွင်တရဏဂုံတင်သည်ထို့နောက်အလောင်းကိုရွာထုံးစံအရာ မြေမြုပ်လိုက်ကြသည်ကျွန်တော်အာတုပါပို့ပြီးအပြန်ရွာရဲရဈေးဆံဝင်ပြီးဘဲဦးနှလုံးဝယ်သည်ညစာကိုဘဲဦးချက်ပြီးတလုံးဝညစာ တလုံးကနောက်တစ်နေ့မနက်စာမကြီးရဲ့ကလေးနဲ့အဆက်ချက်မိဖေဟာမဆလာတထုတ်ပါဝယ်ပြီးအိမ်ကိုပြန်လာခဲ့သည်ကျွန်တော်အိမ်ဆိုဒီမှာအမှန်တော့ကြောင်းထဲကတဲတာဖြစ်ပါသည်ဆရာအတွက်ဆိုပါရွာဆောက်ပေးထားသည်တဲကလေးတွင် ကျွန်တော်နေသည် ကျွန်တော်တယောက်ထဲအတွက်တော့အတော်လေးကျယ်သည်ကျွန်တော်အကြောင်းဤသည် တကားမရှိပါဘာမှလည်းပြောစရာမရှိ ကျွန်တော်အိမ်သားကိုရောက်သည့်ခါတွင် ိမ်ထဲကအိုးခွက်တံလေးကြားသဖြင့်ဟာခွေးတက်ပြန်ပြီဆိုတာဒုတိယချောင်းကောက်ပြီးတဲဘော်တို့ပြေးတက်သွားသည်ကျွန်တော်မိဖို့ကြောင့်လည်းကိုဝင်သွားသည့်ခါတွင်လန့်သွားသည်အဘေးကြောင့်ဆိုတော့မိဖို့ကြောင့်လည်းတွင်လူတစ်ယောက်ကို တွေးလိုက်ရသောကြောင့်ဖြစ်သည်မိဖို့ကအနှဲငယ်မှောင်သည်ဖြင့်ဘသူလဲဟုမေးလိုက်မိသည်ဆရာလေးကျွန်တော်ပါဗျကျွန်တော်အတန်မှတ်မိသည်ဟာဦးလေးအောင် ဘလို့ဖြစ်တာလဲဘယ်ကနေဘလို့ဒီကိုရောက်လာလဲမိဖို့တွေကဘာကြီးလုပ်နေရလဲဆရာလေးဟာစကားများလိုက်တာထမင်းစာလို့ထမင်းလိုက်ရှာနေတာထမင်းမချရသေးဘူးဗျဒါဆိုလည်းမြန်မြန်ချက်ဗျာဗိုက်စာတယ်ဦးလေးဟာဘလို့ဖြစ်လို့ဆရာကလည်းစကားများလိုက်တာထမင်းချက်မှာချက်တာမဟုတ်ဘူးကျွန်တော်ဆန်ဆေးကထမင်းချက်ဖို့ပြင်ရတော့ဒီဦးလေးဟာ မြင်မာအေးစစ်စစ်နေကျုပ်အိတ်ချင်တယ်အိတ်ချင်တယ်ဗျာအိတ်အောင်မယ်သမင်းကြရင်နှိုးလိုက်ကျွန်တော်မှသမင်းဟိုးတယ်ပြီးနောက်ဖေးမှဆင်ကအာသူဘအိမ်ကိုပြေးရတော့သည်အေးဘုံဟဲ့အေးဘုံဆရာလေးဆရာလေးအဖေပြောက်သွားလို့လောက်ပါအောင်အေးအဲ့ဒါပြောဖို့လာတာနင်းအဖေငါအိမ်ကိုရောက်နေဟင်ဟုတ်လား ဘယ်လိုဖြစ်ပြီးဆရာလေးဟိုရောက်သွားတာလဲအေးငါလည်းအာသုဘပို့ပြီးအိမ်မော်တက်တော့သူ့ကိုတွေးလိုက်တာဘယ်လိုဖြစ်ပြီးငါစီရောက်လာတယ်မသိဘူးငါ့ကိုတွေးတွေ့ချင်းသမင်းစာလို့တဲ့သမင်းကျွေးဆိုလို့ငါသမင်းချက်ပြီးနင်တို့အိမ်ကိုပြေးလာတာဦးလေးအောင်ဒီတော်ရေးကြီးခင်မုန်းဖြစ်သည်လွန်ခဲ့သောတလားလောက်ကချော်လဲသည်မိသလိုဖြစ်ကအဲ့ရတဲ့လဲနေသူဖြစ်သည်အခုအာသုဘသွားပို့ကြတော့လဲ ူကိုအိမ်တွင်ထားခဲ့ကြသည်အိရာရဲလဲနေသူကိုဘယ်မှလင်းတင်းကြိုင်းခေါ်ကြမိနည်းအိမ်တွင်အဆောက်အဖြစ်လူတွေကြံခဲ့သည့်ကြာလူမမာတဲ့အိရာထလာပြီးကျွန်တော်ကြောင်းကိုဘယ်ပုံပဲနီးရောက်လာသည်နည်းဆိုဒီကိုနားမလည်နိုင်အောင်ဖြစ်နေသည်ဦးလေးအောင်ဒီကျမ်းမာစင်ရလဲចောင်းကိုမကြာခဏရောက်လာပြီကျွန်တော်နဲ့စကားပြောလို့ရှိသည်ကျွန်တော်နဲ့အတူမအေးဘုံသူ့ကိုဖိုးတာလို့ ਨੇ ဆွေမျိုး3-4ယောက်လိုက်လာကြသည်ကျွန်တော်တဲကိုပြန်ရောက်သည့်အခါတွင်ဦးလျောင်သည်ကျွန်တော်အိပ်ရာထဲတွင်ကွေကွေလေးအိပ်နေသည်ကျွန်တော်ထမင်းဟုတ်ကိုပြေးပြေးကြည့်ရသည်မေးပုံကသူ့အဖေကိုနှိုးလိုက်သည်အဖေအဖေဟေးဦးလျောင်ကစကနဲထထိုင်နေသည်အဖေဘလို့ဖြစ်ပြီးဆရာစီရောက်လာလေဒီလိုပဲလမ်းလျှောက်လာတာဗော လာပါအိမ်ပြန်ကြအောင်မပြန်သေးဘူးဆရာနဲ့ထမင်းစားအောင်မယ်ဆရာကဘာမှမချက်သေးဘူးအိမ်မှာချက်ထားပြီးသားရှိတယ်ငါစားနေပြီလာပါဖေဟာအိမ်ရောက်မှစားကြမယ်ဆရာလည်းအိမ်လိုက်ခဲ့ပါအိမ်မှာပဲစားတာပေါ့ကျွန်တော်ကထမင်းကိုလည်းကြက်ပြီးဖြစ်တဲ့ဖြစ်အာသူကအိမ်ကိုလိုက်ခဲ့သည်ဦးလေးအောင်စီ တလားဟန်အိရာတဲ့နဲ့လဲနေသည်ဟုပြောရခက်သည်ဒါတွေတမီးတွေမြေးတွေနဲ့ရီမောမောထမင်းတွေစားနေသည် သူတက်က98နဲ့ရှိပြီဖြစ်သည်သူကထမင်းစားပြီနော်ဟဲ့အေဂျီဩအေဂျီပဲရောက်နေတယ်မတွေ့ပါလားဟုမေးသည်ကျွန်တော်တို့တယောက်နဲ့နာတယောက်ကြည့်နေကြသည် အေးပုံကဆရာပဲပြောလိုက်ပါဟု ကျွန်တော်ပုံချလိုက်သည်ဦးလျော် ဒီနေ့ပဲဒေါ်ရေးကြီးအာသုဘချတယ်။ဟာမဖြစ်နိုင်တာမနေ့ကတော့အေးကြီးနဲ့ရွာတောင်ပိုင်းမှာအကျွေးသားတောင်းနေတာ။ဦးလေးအောင်ချော်လဲပြီးတော့မေ့သလိုဖြစ်နေတာတလားလောက်ရှိနေပြီ။ဟာမဖြစ်နိုင်တာကျွန်တော်ဆရာကြီးရောက်ခဲ့သေးတယ်ဒီ။ဟုတ်တယ်ကျွန်တော်အာသုဘပို့ပြီးပြန်လာတော့ဦးလေးအောင်အိမ်ဝင်မှတွေ့တာ။ မဖြစ်နိုင်ပါဘူးအေးကြီးမသေးပါဘူးတေးချင်းလေကျွန်တော်ကအရင်သေးရမှာဦးလေးအောင်ရဲ့တကယ်ပြောတာပါဒေါ်အေးကြီးအာသူဘောက်ဒီနေ့ပဲချလိုက်ရတာပါကျုပ်မယုံဘူးမယုံဘူးဘယ်မှာလဲကျုပ်ကိုယ်တိုင်သွားကြည့်မယ်တွေ့ပြီးမှယုံမယ်မြေမြုပ်လိုက်ပြီးပြီဦးလေးအောင်ရဲ့ဟာဘယ်လိုဖြစ်နိုင်ပါလဲအေးကြီးအေးကြီး ။ဦးလေးအောင်အိမ်မောကစင်းပြေးသည်။သူ့ကိုဝိုင်းဆွဲကြသည်။အသက်88နှစ်အရွယ်အဖိုးကြီးကိုမသူမှမဆွဲနိုင်အောင်ဖြစ်နေကြသည်။ကျွန်တော်ကတော်ပြီတော်ပြီမဆွဲကြနဲ့တော့မောနေပြီ။ဦးလေးအောင်ဒေါ်ရေးကြီးတကယ်သေးတယ်ဆိုတာတွေ့ရင်ယုံမလား။ကျုပ်တွေ့မှယုံမယ်ဗျ။ကဲဒါဆိုလဲလာဗျာ။ဆရာမိုးချုံနေပြီလေ။ မိုးချုပ်တယ်ဘာဖြစ်တယ်လဲတိတ်ညိုင်းကိုတွားကြတာဟုတ်ဖိုးသားတို့မိထုတ်တွေလုံးကျွန်တော်တို့ဦးလေးအောင်ပါဝင်၅ရောက်ခန်းတိတ်ညိုင်းကိုမိထုတ်တွေနဲ့လာကြသည်ကျွန်တော်တို့ကဒေါ်ရဲကြီးကိုမြေမြုပ်ခဲ့သည်မြေပုံစီတို့ဦးလေးအောင်ကိုခေါ်သွားကြသည်ဒေါ်ရဲကြီး82နှစ်ဆိုသည်မှတ်တမ်းကိုစိုက်ထားစီပါလေအထင်ရှားပင်တပြားတော်တွင်ထုံးနေရေးသားထားခြင်းဖြစ်သည် ။ဦးလျောင်သည်တွေ့တွေ့ဤမြေပုံကိုရက်ကြည့်နေသည်။ဒါအေးကြီးမြေပုံဟုတ်လား။ဟုတ်တယ်ဖေ။ဆရာလေးဒါအေးကြီးဟုတ်ပါရဲ့နော်။ဟုတ်ပါတယ်ဗျာ။အမလီအေးကြီးရေနင်ကငါ့ကိုစိတ်မချတာအခုတော့နင်ကအရင်ထွက်သွားပါဗလား။ ဦးလေးအောင်ယောက်ျားတံမဲကြီးနဲ့ဟီးချတာငိုပြီးသူ့ဇနီးမြေပေါ်မှာမှောက်ခါဖက်ထားသည်တသိန်းသိန်းရှိုက်ခါရှိုက်ခါနဲ့နောက်ဆုံးနဲ့ငြိမ်သွားသည်ဦးလေးအောင်ဦးလေးအောင်ပြန်ကြအောင်သူကမလုံးတဲ့ဖြင့်ကျွန်တော်ကသူ့ကိုဆွဲကလှန်လိုက်သည်သူငြိမ်နေသည်သူ့နှာခေါင်းကိုလက်နဲ့လေတိုးမတိုးဆန်းသည်အသက်မရှူတော့ သူ့လက်ကောက်ဝယ်ကိုစမ်းကြည့်သည်သွေးမခုံသူ့နှလုံးသားနေရာကိုနားဖြစ်ကက်ကနားထောင်ကြည့်သည်နှလုံးမခုံတော့ဦးလေးအောင်ထိုနေရာမှာပင်ဆုံးသွားသည်ဆရာကြီးတင်ညော့ဟုတ်ကဲ့အခုကျွန်တော်ဖတ်ပြပေးခဲ့တဲ့ဆာရေးဆရာကြီးတင်ညော့ရဲ့ရင်ငိုပွဲအိမ်နှင်းတိုက်ပွဲနဲ့အချစ်ကြီးသူဆိုတဲ့ဝိထုတို့လေးသုံးဖို့ကိုဖတ်ပြပေးခဲ့တာ ီမှာပဲပြီးဆုံးပါခင်ဗျာဆက်လက်ပြီးတော့လည်းအခြားသောဝိထုတို့လေးများကိုဖတ်ပြပေးဖို့မှာဖြစ်လို့ဆောင်မြောနာစဉ်အားပေးကြပါအောင်ခင်ဗျာနာတော်တာစင်သူပေါင်းစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများနဲ့ပြည့်စုံ၍ဘေးရန်နဲ့အပေါင်းမှာကင်းဝေးကြပါစေ။